မိုးရွာလို့တဲ့ခလေးကစားကွန်းသွားဆော့လို့ကျွန်တော်စိတ်ဆိုးနေပါတယ်။မကြငင်နေရလေသူအဲ့လိုပဲကန့်နေရတယ်။အဲဒါတော့သိပ်ပြီးတော့ဟိုဖေတူမို့ပါဘူး။ငွေရနေငယ်ကြီး။နမေနေကဒီလိုပဲရှိနေတာဟုတ်ကဲ့။ lambda ဘောဒါဘောဆိုတော့ကျွန်တော်နဲ့သူနဲ့ဆိုကျွန်တော်ငယ်သေးတယ်အသက်ငယ်သေးတယ် lambda ဘောဒီစီကျွန်တော်တော့ခံစားမခံစားဘူးဗောသူကကျွန်တော်တဲ့အသက်ကြီးရဆိုတော့ဒါသူပုံမှန်ပဲဗောတော့ပြီးကြောက်ပြီးကြောက်လာတော့ ိတ်ကောက်နေပါတယ်ဟိုကျွန်တော်ရဲ့အစိုးဆုံးတငယ်ချင်းတွေကတယောက်ဖြစ်တော့သူ့ရဲ့မင်္ဂလာဆောင်ပွဲမှာကျွန်တော်တို့ကပါဝင်ပြီးတော့လာရောက်ဝင်ရံပေးရတဲ့ပေါ်ပါပဲကျွန်တော်လေးကြည့်ပြီးတော့ကြည့်လို့ရတယ်လေးရှိတယ်အထားတော့အများကြီးပါပဲတကယ်ချင်းတော့မဟုတ်တခြားအတွဲတွေသွားလာရင်တွေ့လေသဘောကျကြလေးတွေ့လေကျွန်တော်လည်းကြည်နူးပြီးပါ များကြီးတော့ပြောစရာမရှိဘူးเนาะသူတို့ဒီလိုချစ်လို့လဲတောင်းတောင်းနဲ့လက်တွဲကြရတယ်ချစ်လို့ပဲတောင်းတောင်းနဲ့ကုလိုမင်းမင်္ဂလာဆောင်ကြရတယ်အဲ့လိုပဲမြင်ပါတယ်အာသူတို့ချစ်နေတဲ့ဟာလေးတွေအကုန်လုံးကိုခိုင်မာသွားလို့သူတို့ဒီ life style လေးကိုနှစ်ယောက်နကိုရစိပေါင်းလိုက်တယ်လို့ကြောက်တယ်။အဲ့တော့ကြောက်ပါလေဆိုတော့မိမလာရင်ကဲကောင်လို့ရှိရင်ကိုရတကယ်တကယ်မကြငင်နေရတယ်သူကအဲ့လိုပဲကန့်နေရတယ်။အဲ့ဒါတော့တိတ်ပြီးတော့ဟိုဖေးဒူးမို့ပါဘူး။နကိုရတကယ်တကယ်နမေနေကဒီလိုပဲရှိနေတာဟုတ်ကဲ့။ ကြောက်ရအောင်မလိုက်ကြဘူး။ဒါကြောက်ပါဘူး။အဲ့လိုမရှိပါဘူး။မကြခင်လည်းတော့သူတို့အမြဲတမ်းတပူပြေးရဲဆိုတော့အေးအိမ်တော်မကြလည်းကြနေသလိုပါပဲ။သူတို့အမြဲတမ်းချစ်နေကြရဲ့အတွဲဆိုတော့အမြဲတမ်းစုံတွေ့နေရပြင်နေရဘူး။ကြောက်ပါဘူး။မကြောက်ပါဘူး။သူတိုင်းကသူတို့ကြောက်နေတယ်အပြန်နဲ့ချစ်နေကြဘူး။ဟုတ်။သူ့ကဘောကဘာတွေမှဖြစ်နေလဲ။ယောက်ျားလေး။အယောက်ျားလေးချင်းချင်းဆိုတော့အဓိကတော့အဲခုနပြောတဲ့အိမ်တော်တစ်ခုတိဆောက်သွားရင်တော့ကိုယ်လေးလိုလိုဖော်မယ်။တမိစားဘွားနဲ့တော့မတူတော့ဘူးပေါ့နော်။အဲ ဒီနောက်ဥသိဖြစ်သွားတဲ့ခါကျတော့ဆောင်းရင်ဆောင်းရည်ရှိလာပြီးဘုလိုအမေတောင်းရည်ရှိလာပြီးဒီတာဝန်တွေကိုယူနိုင်လို့မင်္ဂလာဆောင်လာဖြစ်တဲ့အတွက်ဒီတာဝန်တွေကိုခြေပုံနဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်တော့တကယ်ချင်းတော့ဒီလိုပဲဖြည်းဖြည်းမမနဲ့ပေါ့နော်သူလက်ထားရသိပါကျွန်တော်တို့ကလည်းပေးရနေပြီးတကယ်ချင်းကိုကောင်းစေခြင်းနဲ့စိတ်နဲ့ပဲကြောက်ရရှိလို့သူကလည်းဒါဒီတာဝန်တွေကိုယူနိုင်လို့မင်္ဂလာဆောင်လာလို့ပဲမြင်ပါတော့ဟုတ်ကဲ့ပြောလို့ရပါတယ် giao dịch em nghĩ vào đào tạo rồi lúc đấy ချစ်ကြမယ်ကြိုက်ကြမယ်ပြီးလို့ရှိရင်မင်္ဂလာဆောင်ကြမယ်အဲဒါကတော့သဘာဝပဲเนาะအဲသူတို့ချစ်ကြိုက်တယ်သူတို့နှစ်ယောက်ကျန်တဲ့တယောက်နဲ့ဘဝ level ကိုအဆင်ပြေပြီဆိုတော့သူတို့သူတို့အိမ်အောင်ပြုတ်ပြီးထူထောင်တာဆိုတော့အဆင်ပြေပါတယ်အဆင်ပြေပါတယ်တကယ်ချစ်တဲ့ပြန်ပြတော့သွားကြရေဆိုဟိုကလာမှာပေါ့လာပါပေါ့ဆိုတော့ကျွန်တော်လည်းသူနဲ့ဆိုကျွန်တော်ငယ်သေးတယ်တက်ငယ်သေးတယ်လာမှာပေါ့ဒီစီကျွန်တော်တော့ခံစားမခံစားဘူးပေါ့သူကကျွန်တော်တဲ့အသက်ကြီးရဆိုတော့ဒါသူပုံမှန်ပဲပေါ့တော့ပြီးကြောက်ပြီးကြောက်လာမှာပေါ့ ်ဘယ်လိုတော့မရှိပါဘူးသူ့လိုပဲပေါ့နားကတ်တော့မှပဲမင်္ဂလာဆောင်ပြီးခေါ်လိုက်ဟုတ်ကဲ့မရှိပါဘူးပုံမှန်ပါပဲတကယ်ကြီးနေကြရင်မှတော့ပုံမှန်လေးလေးပါအဲ့လိုမျိုးမရှိပါဘူးအဲ့လိုအဲ့လိုမျိုးကြီးတော့စဉ်းစားတာမရှိဘူးအဓိကကျွန်တော်စိတ်ပဲပေါ့ကျွန်တော်စိတ်ထဲမှာအဲ လူရာရှိလာပြီဆိုရင်တော့ချက်ချင်းအကောင့်တွေပုံမှန်အဲကော်ဖီကိုလည်းများပါတယ်တိတ်မကြတော့ဘူးအဲဒါကောင်ဖီလာတော့မယ်ဟုတ်ကဲ့ဒီနေ့ဒီနေ့တောင်ဒီနေ့တောင်မရှိဘူးဗျဒါပေမဲ့မကြခင်လာမှာပေါ့ဟုတ်ကဲ့အဲဒီကနေ့ကတော့ကျွန်တော်တို့၁၇ရက်နေ့မှာကျွန်တော်တို့ အငလင်ပေးသေးပြည်သူတွေပြန်လဲထူထောင်ရေးအတွက်အဓိကကတော့အင်းလေးဒေသမှာပေါ့နော်အင်းလေးဒေသမှာလိုအပ်တဲ့နေရာတွေပြန်လဲထူထောင်ရေးတော့ရမုံငွေရှာတဲ့ဘွယ်ပါအဲရမုံငွေရှိပါတော့ကျွန်တော်အများကြီးလုပ်ခဲ့ပြီးပြီးဒီဘောလုံးနဲ့လည်းကျွန်တော်တို့ရှာခဲ့ပြီလေအခုလည်းဒီဘောလုံးနဲ့ပဲကျွန်တော်တို့ထပ်ပြီးတော့ရမုံငွေဘွယ်လေးထပ်ရှာပြီးတယ်အဓိကကတော့ကျွန်တော်တို့အတင်းမှာဆွဲစုံပေါ့နော်အမှုပညာရှင်အကုန်လုံးအပြင်ကိုဒီမြမလေးရွေးစင်ကစားသမားဟောင်းတွေလည်း ပါဝင်ထားတယ်တစ်ဖက်မှာကျတော့ဒီရန်ကုန်မြို့မှာအခြေစိုက်ထားတဲ့အပျော်တန်းဘောလုံးအသင်းပိုင်ရှင်ပုံနာတွေအကုန်လုံးစုစည်းထားတယ်ညွန်မောင်အသင်းနဲ့ကျွန်တော်တို့ကစားကြမယ်အဓိကတော့ကျွန်တော်တို့မှာရန်ကုန်ငွေရရှိပြီးသားပါအဲဒီလိုကမကထာလုပ်ပြီးတော့တခြားအလူရှင်တွေလည်းဘာရောက်တူတန်းလို့ရအောင်ကျွန်တော်တို့အခမ်းအနားနဲ့ ဒီအားကစားပွဲတွေကျင်းပပြီးတော့ကျွန်တော်ရမငွေတွေပိုများသွားအောင်ပိုပြီးတော့အလူရှင်လေးပိုများလာအောင်အတွက်ကျွန်တော်တို့အဓိကခံနေတဲ့ဘက်ကတော့ကျွန်တော်တို့ဒီမှာပေါင်မဲ့အဲကျွန်တော်တို့ဒီအားကစားနဲ့ဆိုင်တဲ့အဲပစ္စည်းနဲ့အားကစားပစ္စည်းနဲ့ဆိုင်တဲ့ sponsor တွေရှိတယ်။ဒါကျွန်တော်တို့ဒီပွဲကိုဖျက်မြောက်အောင်လုပ်ပေးတဲ့ဒီဒီဝဲစီနဲ့ပတ်သက်တဲ့ဒီ sponsor လေးရှိတယ်။အဲဒီဟာအကုန်လုံးပေါင်းပြီးတော့မှကျွန်တော်တို့အင်းလေးဒေသမှာအပြည့်နဲ့ထူထောင်ရေးအတွက်တောက်ရောက်ထူထမ်းဖို့အတွက်အဓိကဟို target ထားတဲ့ပွဲပါဟုတ်ကဲ့။